တက်ချိန်နေဆိုတယ်လို့မင်္ဂလာပါရှင်မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကဟာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းနယ်ကနေရာတချို့ကို ထိုးစစ်ဆင်တိုက်လာပွဲရှိနေရ။လာမယ့်လပိုင်းအတွင်းတိုက်စစ်အရှိန်မြင့်တက်လာပွဲရှိနေပါတယ်။ဒေသပိုင်းထဲမှာတော့လူမှုကွန်ရက်မှာစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားဖော်ပြနေရ။ဥတုမင်းကောင်ရဲ့ထားရေးသားထားတဲ့လေဝေထိုးစစ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ီစီစဉ်လေးမစတင်ခင်မှာတော့ Oda Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းမြောင်နဲ့မန်တိုင်ဆိုင်နေရာတွေမှာတမတော်ကမြေပြင်ဝေဟင်နှစ်ဖက်ညက်ပြီးပြင်းထန်တဲ့ထိုးစစ်တွေနဲ့စစ်ကစားနေပြီဖြစ်ပါတယ်။အဲ့ဒီထဲမှာမေလ17ရက်တရက်ထဲမှာပဲတောင်းနဲ့ကအဖွဲတရက်နန်းတက်စကန်းတွေရှိနေရဲ့ ရှမ်းမြောက်ကလောင်ချိုနယ်နဲ့မန္တလေးတိုင်းတွေကမရယာဆင့်ကိုတပိတ်ချင်းစားရမျိုးတွေကိုအပြင်းအထန်ချိန်မုန်းခဲ့တာတွေ့ရပါတယ်။လောင်ချိုနယ်တဲကအုံမသေးရွာဆမ်မဆဲလမ်းစုံနဲ့လောင်ချိုမြို့တွေကပူတိုင်ရက်ွက်တွေကိုဒေသောင်းတိုက်ခတ်မှုတွေလုပ်ခဲ့သလိုမြေပြင်စစ်ကြောင်းတွေကလည်းဇက်တိုက်ထိုးစစ်စင်တွေတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီကဓာတုပုံတွေအသုံးပြုခဲ့တယ်လို့ပလောင်တည်င်းဌာနတွေကတင်နေရကိုလည်းတွေ့ရပါတယ်။အဲဒီဆွဆွဲမှုတွေက TNLA လက်ကန်အဖွဲ့ရဲ့အထင်းနာတိုင်းပြောနေကြစကားဖြစ်တာကြောင့်မထူးဆန်းတော့ဘူးလို့ဆိုနိုင်ပါတယ်။နာဆာကဟာနှောင်ချုံမြို့ကနေမိုင်း၂၀အကွာမှာရှိနေတဲ့တောင်ခမ်းဝန်းကျင်ကို TNL လက်နက်ကန်အဖွဲ့ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကင်းစင်တဲ့နေရာဖြစ်အောင်မလအစောပိုင်းမှာတိုက်ထုံနိုင်ခဲ့ပြီးနောက်နှောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်ပြီးခဲ့တဲ့မလ၁၉ရက်နေ့မှာတံပြန်တိုက်စစ်စတင်ခဲ့ပါတယ်။နောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်မဲ့တံပြန်တိုက်စစ်စတင်ခဲ့ပြီးနောက် နာဆာကတပ်တွေဟာတောင်ခန်းဒေသကနေနောင်ချိုမြို့ကြားထဲရှိ TNLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထင်းထုတ်ထားတဲ့တောင်ကုန်းတွေစခန်းတွေကိုတခုပြီးတခုသိမ်းယူနိုင်ခဲ့ရမလ16ရက်နေ့ကနေမေလ17ရက်နေ့အထိဆိုရင် TNLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထင်းထုတ်ထားတဲ့စခန်းကုန်းပေါင်းအနည်းဆုံး20ကန့်ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်တရတဲဆိုသလိုပဲမေလ17ရက်တရက်ထဲမှာပဲနာဆာကတပ်တွေဟာမန္တလေးတိုင်းဒေသကမတရားဆင့်ကိုတပိတ်ချင်းတပ်တွေကိုလည်း အလားတူဝေဟင်မြေပြင်ထိုးစစ်တွေနဲ့မြန်မြန်ဆိုင်ဆိုင်ပွဲဖြစ်နေတာတွေတွေ့ရပါတယ်။အဲ့ဒီပေါ်မှာစစ်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကဈေးဝါတွေကိုဒေသောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်ဆိုပြီးတက်တော့မှာတင်ထားတာကိုကြည့်ရင်တရနန်လီနဲ့၎င်းရဲ့လက်အောက်ခံတပ်တွေအထိနာနေပြီဆိုတာသိနိုင်ပါတယ်။မြဆာကမေလာတရနေ့ကစတင်ပြီးတော့စူပူတောင်းကျန်းကြီးရဲ့လက်နက်ကင်တွေကိုပြင်းပြင်းထန်ထန်နှိမ်နှင်းခဲ့တာတွေ့ရပါတယ်။တပိတ်ချင်းမျိုးရဲ့အထက်အစဲမိုင်းအကွာမှာရှိရဲမလေးရွာကို တမရော်လေကမေလ6ရက်နေ့မှာလေကြောင်းကနေအပြင်းထန်ခြေမောင်းခဲ့ပါတယ်။မလဲရွာကအရာရီမြင့်အနောက်ဘက်ကမ်းမှာရှိပြီးကမ်းဘလူးမြို့နယ်တဲကတိုက်နယ်အစင်းရွာကြီးဖြစ်ပါတယ်။မလဲရွာကန်တွေက2024ခုနှစ်တဲကသူတို့ရွာကိုဆွန့်ခွာထွက်သွားပြီးဖြစ်တဲ့အတွက်မလဲရွာကရွာပြက်ကြီးတခွေဖြစ်နေတာကာလအတန်ကြာပြီးဖြစ်ပါတယ်။အဲဒီချိန်မှာမြင်းချန်ခရိုင်မှ PDF တရင်တချို့မလဲရွာထဲမှာဝင်ရောက်တက်ဆွဲထားပြီး စကိုင်း PDF တဲ့မြင်းကြံခရိုင် PDF ကခေါင်းဆောင်တွေအစီဝေလုံးနေချိန်မှာတမ်မတော်လေက အချိန်ကချိန်မောကရမျိုးဖြစ်ပါတယ်။ဒီဖြစ်ရကြောင့်မလဲရွာကထွက်ပြေးလာတဲ့ PDF တွေနဲ့မမော်မြို့တိုက်ပွဲကနေထွက်ပြေးလာတဲ့စကိုင်း PDF တွေက ARB မြင့်အနောက်ဖက်ကန်းကနေတပိတ်ကျင်းမြို့ကိုဝင်ရောက်လာတာမျိုးတွေရှိနေပြီးတော့အင်အားကအယောက်900ရှိရလို့သိရပါတယ်။အဲ့ဒီအင်အားစုတွေကိုတပိတ်ကျင်းမြို့အထက်၄မိုင်ရွာမှာနေရာချပေးထားတွေ့ရပါတယ်။ တက်ချိန်နဲ့ဆိုသလိုလေးမိုင်ရွာတောင်ဘက်မှာ TNL အင်အား200ခန့်တက်ဆွဲထားပါတယ်။တပိတ်ချင်းမြို့ပေါ်မှာတော့ချောင်းကြီးကဗိုလ်လင်းရုံဦးစီရဲ့ချောင်းကြီး PDF ကအင်အား250တက်ဆွဲထားကြပြီးဖြစ်ပါတယ်။ဒါကြောင့်တပိတ်ချင်းမြို့နဲ့ခုနှစ်မိုင်ရွာကြားမှာ TNL နဲ့သူ့ရဲ့လက်အောက်ခံတပ်တွေစုစုပေါင်းအင်အား1000ကျော်ရှိနေပါတယ်။ဒီအချိန်ဒီမှာတပိတ်ချင်းမြို့ပေါ်မှာလှုပ်ရှားနေတဲ့ချောင်းမိုင်ရွာသားမြင့်မြတ်ကျော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook မှာ တတိယအလိုက်မကြမီလာမယ်ဆိုပြီးတော့တင်ထားတွေ့ရပါတယ်။ဒီအပိုင်းထဲမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းကတော့တပိတ်ကျင်းထဲမှာရှိတဲ့ဝက်တီဖက်ချီဘက်ကနေမြေလေးရိုးကို TNL အင်အား200ကျော်ဝင်ရောက်သွားတဲ့သတင်းပဲဖြစ်ပါတယ်။မြေကလေးရိုးကစင်ကုန်းနေကနေသွားလဲရှာပါတယ်။ပြောရရင်ထောင်ကွာ80ကုနစ်ဝန်းကျင်မှာမြေကလေးရိုးကမိုးကုတ်ကတောက်သမားတွေနဲ့စီကားခဲ့မှုပါတယ်။အဲ့ဒီချိန်တုန်းကမြေကလေးရိုးကိုတွားရင်လက်ပက်လာရွာကနေတွားရပြီးတော့ဝတ်တော်စီရဲ့နေရာစီ စင်စည်းရဲ့နေရာစီပြီးသွားတဲ့ပြစ်ကလေးရှုကအရင်ကတတော်ခေါင်းနဲ့အရက်ဖြတ်ပါတယ်။ပြီးတော့သူကရှမ်းမြောက်ကမိုင်းလုံးနေနဲ့မန်တိုင်းကမိုးကုတ်နယ်တွေကိုဖြတ်ပြီးစီးဆင်းလာတဲ့ရေချောင်းကြီးလေးဖြတ်ပါတယ်။မိုးကုတ်နဲ့မိုင်းလုံးနယ်မှာတော့နန်းပယ်ချောင်းလို့ခေါ်ကြပြီးတော့နန်းပယ်ချောင်းတခြားမှာရွှေနှင်းကြောင့်နှမျိုးလုံးထွက်ပါတယ်။နန်းပယ်ချောင်းကစင်ကူးနယ်တဲရောက်သွားချိန်မှာတငါချောင်းဆိုပြီးတော့လေခေါ်ကြပါတယ်။အခုတော့ဒီချောင်းတခြားမှာ TNL နဲ့သူ့လက်အောက်ခံတပ်တွေအခြေပြုမဲ့သဘောမြင်နေရပါတယ်။ နောက်တစ်ခုကနန်းပေချောင်းကနေမိုးကုတ်နောက်ချိုမိုင်းလုံးစားရဲမျိုးတွေကိုအလျှောက်သွားနိုင်ပါသေးတယ်။တပိတ်ချင်းမျိုးနေတဲ့ကဇီရက်ကွင်းချောင်းကြီးလိပ်ကျနှွေယုံစားရဲနေရာတွေမှာလည်းတမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာတွေ့ရပါတယ်။တချို့နေကန်တွေပေးပို့တဲ့တည်င်းမှာတမရော်ရဲ့မြေပြင်စစ်ကြောင်းတွေပါဝင်ရောက်လာနေပြီဖြစ်ကြောင်းတွေ့ရတာကြောင့်မတရားဆင့်ကိုတပိတ်ချင်းစားရဲမျိုးတွေမှာတိုက်ပွဲပြင်းထန်လာနိုင်ပါတယ်။ဒီနယ်ပြတ်တွေမှာဒီတစ်ခါကြုံရမယ့်စစ်ပွဲတွေက ပလောင်တရနယ်လေးလာရောက်တိုက်ခိုက်စင်ကလို့မဟုတ်ပဲပုံမပြင်းထန်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကတမတော်ကင်းစခန်းငယ်တွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရဲစခန်းတွေကိုတရနယ်လေးကလူညာအုံပြူပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့လပခလောက်ခံဖိုက်တာတမစီနဲ့မန္တလေးပြည်သူစစ်တွေကသိမ်းပိုက်ခံထားရတဲ့မြန်မြေတွေပြန်လဲရရှိဖို့တံပြန်ထိုးစစ်ဆင်လာတာကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုကအေရီမြင့်အနောက်ဖက်ကစကိုင်းတိုင်းတဲကဆုတ်ခွာလာတဲ့အညာ PDF တွေက ။အေရီမြစ်ကိုကူပြီးမန်တိုင်းနယ်ကိုဝင်ရောက်လာကြဖြတ်ပါတယ်။ဒီအနေထားကိုကြည့်ရင်သခိုင်းတိုင်းတဲမှာလေအေရီမြစ်အနောက်ဘက်ကမှအခြေပြုလှုပ်ရှားနေရဲ့အပိုးတက်မကြီးကသခိုင်းတိုင်းမှာလက်စွမ်းပြနေတဲ့အခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မန္တလေးတိုင်းတွေကမတရားဆင့်ကိုတပိတ်ချင်းစားတဲ့မျိုးတွေမှာတိုက်ပွဲတွေ ပြင်းထန်လာပွဲရှိနေပါတယ်။လက်ရှိချိန်မှာမန္တလေးတိုင်းတွေကပလောင်တရနယ်လေးလက်အောက်ကျရောက်နေတဲ့မောကုတ်တပိတ်ချင်းဆင့်ကိုမတရား ားတဲ့မြို့တွေကိုတက်မတော်ကအပြင်းထန်ထိုးစစ်ဆင်နေပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့က9:00နာရီကျော်မှာမိုးကုံမြို့အနောက်ပိုင်းမှာရှိတဲ့ဘော်လုံးကြီးရွာနဲ့စင်ခွာရွာကိုတက်မတော်လေကဖျက်အားပြင်းဘုံးလေးနဲ့ပြစ်ခတ်ချိန်မုန်းကြရတွေ့ရပါတယ်။ဒါကမိုးကုံမြို့အနောက်ပိုင်းကို24နာရီအတွင်းလေကြောင်းတိုက်ခိုက်မှု၄ကြိမ်လောက်ခရမျိုးဖြစ်ပြီးဘော်လုံးကြီးရွာနဲ့စင်ခွာရွာကပလောင်ရွာတွေဖြစ်ပြီးတော့တရနာလေးတပ်ဖွဲ့ဝင်တရင်လိုက်ရှိတဲ့ရွာတွေလည်းဖြတ်ပါတယ်။တချိန်နဲ့ဆိုတယ်လို့စင်ကုန်းနယ်တဲက လက်ပံလှထုံကြီးစားတဲ့နေရာနှစ်ခုကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးတော့လက်ပံလှရွာကမိုးကုတ်မန္တလေးကားလန်းပေါ်မှာရှိပြီးထုံကြီးရွာကတော့အေရီမြစ်အနီးမှာတည်ရှိနေရွာဖြစ်ပါတယ်မန္တလေးကနေမိုးကုတ်ဘက်ကိုတက်ရင်မိုင်တိုင်90ရဲ့နေရာမှာလက်ပံလှရွာတည်ရှိပြီးတော့အေရီမြစ်ဘေးကစင်ကူးမြို့ကိုသွားရင်လက်ပံလှရွာကနေဝင်သွားရှာပါတယ်စင်ကူးနယ်ထဲမှာရှိတဲ့ရွှေပြည်ညာဝန်းလက်ပံလှပြင်းပင်နှွေယုံစားတဲ့ရွာတွေမှာအဓိကတက်ဆွဲထားတာကတော့ MAN PDF အဖွဲ့ဖြစ်ပြီးတပိတ်ကျင်းနယ်တဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေကတပ်မတော်ကတိုက်ခိုက်ရေးစစ်ကြောင်းတွေရေပြင်အနက်မှာထိုးစစ်စင်နေရတွေ့ရပါတယ်။မိုးကုတ်မန္တလေးကားလန်းဘော်ကမိုးကုတ်မြို့နယ်တဲကတချို့ရွာတွေမှာလည်းတပ်မတော်ရဲ့တိုက်ခိုက်ရေးစစ်ကြောင်းတွေဝင်ရောက်နေကြပြီလို့ကြားသိရပါတယ်။ဒဇက်ထဲမှာပဲတွင်းငယ်လန်းဆောင်ကနေမိုးမိတ်ပက်တက်သွားတဲ့တပ်မတော်စစ်ကြောင်းတွေလည်းမိုးမိတ်နယ်တဲ့အထိထိုးပေါဝင်ရောက်သွားပြီလို့သတင်းတွေထပ်ပေါ်နေပါတယ်။ တပ်မတော်ရဲ့တံပြန်တိုက်စစ်တွေကြောင့်တရနန်လီနဲ့သူ့လက်အောက်ခံတပ်တွေအားလုံးဘယ်နေရာထိဆုတ်ခွာကြရမယ်ဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရပဲရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်မိုးကုံမြို့မှာတော့ထင်မှန်မထားတဲ့လုံရက်တချို့ဖြစ်ပေါ်ခဲ့ပြီးဘေးတောင်ရက်ွက်ထဲကမျိုးစစ်စုံကိုလက်ပစ်ပုံနဲ့တိုက်ခိုက်ခံခဲ့ရဖြစ်ပါတယ်။မျိုးစစ်စုံကကာရာအိုကေမှာအဖျော်ရမကမျိုးစုံတွဲဖက်ရောင်းချိုင်းနေရာဖြစ်ပါတယ်။အဲဒီမျိုးစစ်စုံနေရာကတရနန်လီရဲ့ပလောင်ထိပ်သေးခေါင်းဆောင်လေးမျိုးရိုးပျော်ပါကြပြီး ဒီလိုနေရာကိုလက်ပြပုံနဲ့တိုက်ခိုက်ခဲ့ရတဲ့အပေါ်မှာပဟေတိမျိုးစုံထွက်ပေါ်နေပါတယ်။ TNL ကထုတ်ပြန်ထားတဲ့ CCTV file တစ်ခုမှာတံမိုးကြီးဆိုင်ကဲတစည်းကိုစီးနှင်းလာသူနှစ်ဦးကကတ္တရာလမ်းပေါ်ကနေမျိုးစစ်စုံနေရာကိုလက်ပြပုံနဲ့တိုက်ခိုက်ခဲ့ရတွေ့ရပါတယ်။ဒီမတိုင်ခင်ပြီးခဲ့တဲ့ရက်အနည်းငယ်က MAN PDF အဖွဲ့အပါဝင် NUG ကထောက်ပံ့ထားတဲ့မြို့ကန် PDF တပ်ဖွဲ့ဝင်တွေကိုမော်ကောမျိုးအရှိတ်ပိုင်းကိုဘလို့အကြောင်းကိစ္စနဲ့မှဝင်ရောက်ခွင့်မပြုကြောင်း TNL ကတတိပေးထားပါတယ်။တစက်တဲဆိုသလို PDF အဖွဲ့ရီအားလုံးကိုမော်ကုတ်အနောက်ပိုင်းမှာပဲတက်ဆွဲနေစီဖို့ညွှန်ကြားထားတွေ့ရပါတယ်။ဒီနေ့သားကိုကြည့်မော်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ Man PDF အဖွဲ့အပါအဝင်နေကန် PDF တွေကို TNL ကနေခွဲထုတ်လိုက်တာမျိုးဖြစ်ပါတယ်။ဒါက NUG ရဲ့နရွက်ကို TNL ကစရိဆွလိုက်တာမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်ယမန်နေ့ညက TNL ကအကြီးပိုင်းတွေနှာဘူးထားရမျိုးစစ်စုံကို PDF ကလက်ပြပုံနဲ့တိုက်ခိုက်ခဲ့တယ်ဆိုပြီးသတင်းတွေလည်းထပ်ပေါ်နေပါဗျ။အဲ့ဒီမတိုင်ခင်မိုးကုံမျိုးပေါ်ကကာရာအိုကေစာရီမှာတရလန်လီနဲ့ PDF တွေကဝေဖြုံးနိုင်သူတွေမကြာခဏအချင်းများရံဖြစ်တဲ့ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားခဲ့ပူပါတယ်။နောက်တစ်ခုဖြစ်နိုင်တာကမိုးကုံမျိုးတဲမှာရှိတဲ့တောင်မြက်လုပ်ငန်းရှင်တွေပါ။မိုးကုံမျိုးတဲမှာရှိနေတဲ့တောင်မြက်လုပ်ငန်းရှင်တွေကလည်းတောင်မြက်လောက်ွက်ကိစ္စအပါအဝင်တရလန်လီကတောင်မြက်ရာဖြတ်အခွင့်နဲ့တဲမှာနေရာစပြီးဖြစ်ပါတယ်။ တချို့ကျောင်းမြတ်လုပ်ငန်းရှင်တွေဆိုရင် TNLC မှာအခွန်ခအမြောက်အများပေးပြီးတော့ကြောက်တူးကြရပါတယ်။အဲ့လိုကြောက်တူးရမှာတိုးနေတဲ့ကြောက်တွင်းကအချင်းလေးကောင်းလာခဲ့ရင် TNL ကပြန်သိမ်းပိုက်ရှူတာတွေရှိနေရ။မိုးကုန်းမြို့ထဲမှာရှင်ရဲ့ကျောင်းမြတ်လုပ်ငန်းရှင်တွေက TNL ကိုအခဲမကြီးဖြတ်နေပါတယ်။နောက်တစ်ခုကကျောင်းမြတ်လုပ်ငန်းရှင်တွေရရှိရဲ့ကျောင်းမြတ်အပေါ်မှာမတန်တဆဈေးဖြတ်ပြီးအခွန်ကောက်တာမျိုးဖြတ်ပါတယ်။ဒါလေကျောင်းမြတ်လုပ်ငန်းရှင်တွေကိုနှလည်းမထူးနိုင်အောင်အနိုင်ကျင့်သလိုဖြတ်နေပြီးတော့ မောကုံမြို့လူတို့ကတရားနာလေးကိုမကျေနပ်ကြဘူးလို့သိရပါတယ်။ဒီအကြောင်းတွေကြောင့်တောင်မြက်လုပ်ငန်းရှင်တွေကလူမိုက်ငှားပြီးတော့တရားနာလေးကိုလုံခြံတယ်ဆိုပြီးတော့လည်းပြောကြပါတယ်။နောက်တစ်ခုကတော့မောကုံမြို့ကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့မောကုံသွေးတောက်အဖွဲ့ဖြစ်ပြီးအဲ့ဒီအဖွဲ့ကတော့တရားနာလေးနဲ့ PDF နှစ်ဖွဲ့လုံးကိုပြင်မှတ်ထားတိုက်ခိုက်နေရဖွဲ့ဖြစ်ပါတယ်။မန္တလေးမောကုံခရီးသွားကားတွေမတန်တဆဈေးနှုန်းကြီးမြင့်နေရအပါဝင်အခွန်အခမျိုးစုံကြောင့်ဒုက္ခရောက်နေတဲ့မောကုံမြို့ပြည်သူတွေဘက်ကရက်တင်ရဲ့အဖွဲ့လည်းဖြတ်ပါတယ် ။ဒါကြောင့်ယမန်နေညက TNL ကိုလက်ပြေပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တဲ့အပေါ်မှာအထက်ဖော်ပြပါ၃ဖွဲ့တွေကတဖွဲ့ရဲ့လက်ချက်ဖြစ်နိုင်ပါတယ်။လက်ရှိချိန်မှာတမရော်ရဲ့ထိုးစစ်တွေက အရှိဟုံကောင်းနေပါတယ်။ဒါကိုတချို့စီရေးသုံးသက်သူတချို့ကနာဆာကဥက္ကဋ္ဌကြီးရဲ့ရုရှားမဟာမျိုးချစ်အောင်ပွဲခန်းနာမှာရခဲ့တဲ့နိုင်ငံရေးအကျိုးအမြတ်ကြောင့်ဆိုပြီးတော့ဝေဖန်ကြပါတယ်။ဒါလည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်အစိုးရဆက်ဆက်တွေတုန်းက မြန်မာတပ်မတော်ရဲ့စီးရဲလှုပ်ရှားမှုမှန်သမျှကိုကမ္ဘာအဖွဲ့အစည်းတွေနဲ့အရေးယူတာတွေလုပ်ခဲ့ပေမယ့်လက်ရှိအချိန်မှာမြန်မာတပ်မတော်ရဲ့ပြည်ရင်းတောင်းကျမှုနိုင်ငံရေးလုပ်ငန်းတွေအပေါ်ထောက်ခံအားပေးလာပါတယ်။အထူးသဖြင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကနာဆာကနဲ့တပ်မတော်ကိုပြပြတသားထောက်ခံလာတာပါ။ဒီကနေ့လက်နက်ကင်မှန်သမျှချိန်မုံသွားဖို့အခွင့်အရေးရလာပြီးရောရုရှားမဟာမျိုးချစ်အောင်ပွဲကနေရလာတဲ့နိုင်ငံရေးအကျိုးမြတ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီမေလာနဲ့ဇွန်လအတွင်းမှာ တမ်းမတော်ရဲ့ထိုးစစ်တွေပြင်းထန်လာနိုင်ပွဲရှိနေပြီးတော့ဘလောက်ထိဖြစ်လာနိုင်တယ်လဲမေးလိုက်ရင်လေဝေတိုက်တယ်လို့ပြင်းထန်လာနိုင်ပွဲရှိရတဲ့အတွက်ငတ်တုံကတော့လေဝေထိုးစစ်လို့ပဲတင်စားခြင်းဖြစ်ပါရဲ့ရှင်